အချို့လည်းပဲဘုသူတ္တကြားရင်ကြားဘူးကြမှာပေါ့လေအာဝိဇိတာဌာန၄ပါးတို့တံဝိဇနိယ၄ပါးတို့အဲ့ဒါကအာဝိဇဟိတာဌာန၄ပါးဆိုတာပါတော့ဆိုတော့ပွင့်တော်မူတာဘုရားရှင်ကိုတော်မြတ်တိုင်းကိုတော်မြတ်တိုင်းဘုရားတို့မစော့ဘုရားအဆူဆူတို့မစော့အပ်သောနေရာဒီအာဝိဇဟိတာဌာနပဲ။ အဲ့ဒါဘယ်နေဘယ်နေရာတွေလဲဆိုတော့ဘောဓိပလင်းနဲ့အိန္ဒိယနိုင်ငံဒီနေ့ခေတ်ဆိုအိန္ဒိယနိုင်ငံဗုဒ္ဓခရယာခရယာဒေသမှာရှိတဲ့မဟာဘောဓိပင်နေရာဟာဘုရားအဆူဆူအဲ့ဒီနေရာမှာပဲဘုရားအဖြစ်ကိုရောက်တယ်။နော်ပြိဘောကဇေဒီနေနဲ့ပူဇော်ခြင်းအဲ့ဒါပူဇော်လို့ရတဲ့နေရာဘုရားတဆူတည်းမဟုတ်ဘူး ဘုရားအလောင်းတော်တို့ရဲ့ဇာတိနေရာမွေးရနေရာဒိတတွေကတော့ကွာခြင်းကွာမယ်ဘုရားဖြစ်ရနေရာမကွာဘူးအဲ့နေရာမှာပဲဘောဓိပင်အမျိုးသားတွေကတော့ကွာခြင်းကွာမယ်ညောင်ပင်လည်းဖြစ်ခြင်းဖြစ်မယ်ကံဘောပင်လည်းဖြစ်ခြင်းဖြစ်မယ်တခါတချို့ဝါပင်တောင်ပါတယ်နော်ဘုရားဖြစ်ရဘောဓိပင်နေရာဘုရားဖြစ်ရဌာနကတော့အဲ့ဒီနေရာပါပဲဒါနံပါတ်1ဘုရားရှင်တိုင်းမစွန့်နေနေ နံပါတ်၄ဓမ္မစကြာတရားဟောတော်မူရာမိဂရာဝတော်တဲ့ဘုရားအဆူဆူတို့သည်ဘုရားဆူဆူတို့သည်ဘုရားအဖြစ်ကိုရောက်တော်မူပြီးတော့ဓမ္မစကြာတရားဟောတာလေအဲ့ဒီနေရာမှာပဲဟောတယ်အစားနေရာမဟုတ်အမြင့်တမချက်ဒီအခေါ်တွေအဆောင်နေချိန်ကာလလည်းရွေလျောပြောင်းလဲနေပြီမဲ့လို့နေရာကတော့ဒီနေရာပဲ ။နောက်တစ်ခုသာဝရဏနတ်ပြည်ကိုမေရမိနတ်သားကိုတက်ပြီးတော့အပိဓမ္မာတရားဟောပြီးတော့ပြန်ဆင်းလာတဲ့အခါတင်ကတနဂုံမြို့တောင်တကားမှာပထမခြေတော်ချရာဌာနအဲ့ဒါလည်းဘုရားအဆူဆူတို့တာဝန်သာနတ်ပြည်ကလည်းဆင်းပြီးတော့ပထမခြေတော်ဟိုအဲ့ဒီနေရာမှာပဲချရတဲ့ဒါလည်းဘုရားအဆူဆူတို့မစွန့်တော့အဝိဇ္ဇဟိတာဌာနတော့ဒီလိုခေါ်တယ် နံပါတ်၄နောက်တစ်ခုကစေတဝန်ကျောင်းတော်ဂန္ဓာကိုရီတိုင်မှာရှိနေတဲ့ခြေလေးကျောင်းရှိသောညောင်ဆောင်ခြေရာဒါအမှန်တန်ပူဇော်စရာကောင်းတယ်နော်ဦးဇင်းတို့ဘုရားတဆူမဟုတ်ဘုရားအဆူဆူတို့ဒီအဲ့ဒီညောင်ဆောင်ခြေတော့နေရာလေးခုမှာပဲညောင်ဆောင်ကရင်လေးခြားပြီးတော့လျောင်းဆက်တော်မူခဲ့ကြတယ်ကျင်းဆက်တော်မူခဲ့ကြတယ်အနာယူတော်မူခဲ့ကြတယ်အဲ့ဒီနေရာလေးမှာပဲခန္ဓာကိုယ်ဒီတိုင် ကြောင်းပုံစံအမျိုးမျိုးနဲ့ခေတ်ကာလအားလျော်စွာဘုရားလူသားကြတဲ့ဒါရကမတွေအမျိုးနီအားလျော်စွာကြောင်းတိုင်းနာမည်အမျိုးမျိုးကြောင်းဆောင်ပုံစံအမျိုးမျိုးဂရင်ပုံစံအမျိုးမျိုးကြောင်းလေကောင်ကြောင်းလေသွားပြီမယ်လို့ဘုရားရှင်ပရောမြတ်တို့တည်င်းသုံးခဲ့တာဘုရားအဆူဆူတို့တည်င်းသုံးခဲ့တယ်မစွန့်လွတ်အပ်သောနေရာဘုရားအဆူဆူတို့မစွန့်လွတ်အပ်သောအဝိဇ္ဇိတာဌာနနေရာတပါးတို့ဒီလိုမှတ်ရတယ်အေးဒါအဝိဇ္ဇိတာဌာန၄ပါးလို့ခေါ်တယ် ဘုရားရှင်အသုံးပြုတော်မူတဲ့အတွက်ကြောင့်မို့လို့ပရိဘောဂဇေဒီတော်အနေနဲ့မျက်မျက်နှုံးနှုံးလေးလေးစားစားပူဇော်မယ်ဆိုရင်ပူဇော်ပွဲရာနေရာကုသိုလ်ဖြစ်နိုင်ဖို့ကုသိုလ်ဖြစ်နိုင်ကြောင်းနေရာတွေပေါ့